ားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့ဒါကျွန်တော်နေနဲ့ပေါ့လေလက်ရှိမြန်မာနိုင်ငံရင်းနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်ရဲ့ချိုးပေါ့လေအမြောက်ရတာမှာဖြစ်ပါတယ်အဲ့တော့ဒီကျွန်တော်နိုင်ငံပေါ့လေဒါဒီ1948ခုနှစ်ဇန်နဝါရီလ4ရက်နေ့မှာလလဲရပြီးပေါ့လေလလဲနိုင်ငံတခုချင်းနဲ့ဒါတည်ထောင်နိုင်ခဲ့တာဖြစ်ပါတယ်အဲ့တော့ဒီလလဲရပြီးတော့ဒီမကြခင်ပေါ့လေဒါလာပိုင်းတော့အကြမှာပဲနိုင်ငံရေးအခွင့်အရေးမှုတွေလူမျိုးရေးအခွင့်အရေးမှုတွေအတိုင်းအတာရေးအခွင့်အရေးမှုတွေအယူအဆရေးအခွင့်အရေးမှုတွေတစ်ဆင့်ပေါ့လေဒီအုပ်ချုပ်တဲ့ဒါအစိုးရအဆက်ဆက်ကိုလလဲနဲ့ဆွဲကြ ါတော်လန်ခဲ့ကြတယ်အဆင့်အဲကျွန်တော်နိုင်ငံမှာလက်နက်ပြစ်ပခါတွေကစပြီးတော့ဒါပေါ်ပေါက်လာခဲ့ဖြစ်ပါတယ်အဲ့တော့ဒီအဲ့ကလေးကနေတော့ပေါ်ပေါက်လာခဲ့လက်နက်ကပြစ်ပခါတွေကဒါဒီနေ့တချင်ဆိုရှင်တော့190အလုံးခဲ့ပြီဖြစ်ပါတယ်အဲ့အဲ့ဒီမတိုင်ခင်ကတော့လည်းဒါဒီလွတ်လွတ်မရခင်တော့လည်းဒါပြည်သေးအဆင့်တကြောင်မလို့ကျွန်တော်နိုင်ငံမှာပေါ်ရဲ့လူစုတွေနဲ့ဒါဒီစစ်ပွဲတွေနဲ့ပဲအချင်းုံပေးရတာဖြစ်တယ်လို့လွတ်လွတ်ရပြီးတဲ့အချိန်မှာလည်းပဲဒါလူမျိုးစုတွေကပေါ့လေအစူးစစ်စစ်နဲ့ဖြစ်မလာပဲနဲ့ဒီစစ်ပွဲတွေနဲ့ပဲဆက်မှန်ပြီးတော့ကျွန်တွင်းနေရဖြစ်ပါတ အဲ့တော့ဒီအဲ့ဒီစစ်ပွဲတဲ့ကြောင့်ပဲဒီကျွန်တော်နိုင်ငံမှာပေါ်တဲ့ဒီမိုကရေစီစနစ်ကိုဒါ1948ခုနှစ်ကနေဒါ1958ခုနှစ်တည်ရဲ့ပြီးတော့2017ခုနှစ်ကနေဒါ2015ခုနှစ်တည်ရဲ့2015နဲ့2020တည်ရဲ့ဆိုတော့ဒီအချိန်ကာလ3ပိုင်းလောက်ပဲဒါဒီမိုကရေစီစနစ်ကိုဒါတည်ခံစားခွင့်ဒါရခဲ့ရတာဖြစ်ပါတယ်ဆိုတော့အဲ့ဒီနောက်ဌာကလာတွေမှာတော့ဒါစစ်ပွဲတွေရဲ့ဒါပြည်ပခတ်တွေစတဲ့ဒါဓာရီနဲ့ပဲဒါလုံးချပတ်ချတယ်လိုက်ပြီးတော့ဒါရှင်သန်ရက်တွေဒါနေထိုင်ခရရတယ်ဖြစ်ပါတယ်အဲ့တော့အခုလက်ရှိဒီနိုင်ငံရဲ့အခြေအနေကိုလာကြည့်မယ်ဆိုလို့ရှိရင်လည်းဒါပါတီတစ်ခုရဲ့နိုင်ငံရေးပြဿနာကိုအထူးရှင်းခဲ့တဲ့အကျိုးဆက်ကနေ အခုဒီလက်ရှိတနင်္ဂနွေလုံးမှာပေါ့လေဒါနဲ့ကြောင့်ပဋိပက္ခရတာပို့ပြီးတော့အခြေပြန့်လာခဲ့တဲ့ပုံဖြစ်ပါတယ်။အဲဒီလက်နက်ကိုင်ပဋိပက္ခရနိုင်ငံမှာဒါပို့ပြီးတော့အခြေပြန့်လာခဲ့တဲ့ဒုစက်ကဒါပဲဖြစ်လာတယ်ဆိုလို့ရှိရင်အဲ့လိုဖြစ်နေတာပို့ပြီးတော့ကျော်နေလာတယ်ပြီးတော့စစ်ပောင်ကျလာတယ်နောက်တစ်ခုကဒီမိုကရေစီရပေါ့လေဒါတဖြည်းဖြည်းနဲ့ဒါပြောက်ကွယ်လာတဲ့ပုံဖြစ်တယ်လို့ဒါကျွန်တော်နေနေတယ်။အဲ့တော့နောက်တစ်ချက်ကတော့အဲ့ဒီစစ်ပွဲတွေကအကျိုးဆက်ကြောင့်ပေါ့လေဒါအပြစ်မဲ့တဲ့ဒါပြည်သူလူထုကဒါကြားညက်ပြီးတော့လူမှုရေးစီးပွားရေးပညာရေးကျမ်းမာရေးဆိုတဲ့ဒါအချက်တွေကိုရင်ဆိုင် ထက်သန်းနေရတဲ့အပြင်အိုးမေးမဖြစ်တာတွေမိသားစုတွေဆုံးရှုံးရတယ်တက်တင်ပေါ့လေဒါဒါဒီလိုမျိုးနေရတာကျွန်တွေ့နေရတာဖြစ်ပါတယ်ဆိုတော့ဒါမှမလဲလက်တွေမှာနိုင်ငံရေးအကျက်တွေကိုပေါ့လေအကြောင်းပြပြီးတော့လက်နက်ကန်အဖွဲ့စည်းတွေနေနဲ့သူ့နေမင်းကိုနေမင်းဆိုပြီးတော့ဒါလောဘဆဲတွေတက်ပြီးတော့အနေမီတွေကိုအပိုင်းစားဖို့ပေါ့လေဒါကျိုးပန်းလာကြတာကိုတွေ့ရတယ်ဒါပြင်နိုင်ငံတွေအထောက်ချာအာဏာကိုပေါ့လေပြပလာရင်တဲ့အပြင်အာဏာထိန်းချုပ်နိုင်ဖို့အတွက်လည်းဒါကျိုးပန်းလာနေကြတာကိုတွေ့ရမှာဖြစ်ပါတယ်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ဒါပြောရမယ်ဆိုလို့ရှိရင်ဒါ Francis Bouya မှာပြောခဲ့တဲ့စကားရှိရပေါ့လေ အဲ့ဒါပါလဲဆိုလို့ရှိရင်တော့နိုင်ငံတွေကစစ်ပွဲတွေကိုဖန်တီးတယ်စစ်ပွဲတွေကနိုင်ငံကိုဖန်တီးတယ်ဆိုပြောတာပြောခဲ့တာဖြစ်တယ်။ဆိုတော့ဒါမဲ့လည်းအခုကျွန်တော်နိုင်ငံမှာဖြစ်နေတဲ့ဒါဒီစစ်ပွဲတွေကပေါ့လေနိုင်ငံကိုဒါပျက်စီးအောင်နိုင်ငံကိုပြိုကွဲအောင်ဒါဖန်တီးနေတဲ့ပုံဖြစ်တယ်လို့ဒါကျွန်တော်နေတာသုံးသပ်မိတယ်။အဲ့တော့အခုဒီမြန်မာနိုင်ငံမှာရှိရပေါ့လေဒါလည်းကရင်အဖွဲ့စည်းအနေနဲ့ဒါပြီးခဲ့တဲ့ဖြစ်ပျက်ကြရတယ်ပေါ့လေဒါသင်္ကန်းစာတွေယူပြီးတော့ဒီနိုင်ငံကိုတိုးတက်အောင်နိုင်ငံတည်ဆောက်ဖို့ဒါကြိုးပမ်းရမယ့်အစားဒါပယ်ရိုဒီမိုကရေစီဆိုတဲ့ဒါစကားလုံးကိုပေါ့လေဒါပါဇက်ပြားနေပြီးတော့ဒါပြောပြီးတော့ဒါစီရင်တက်တာ ပြည့်စုံနေတာဖြစ်သလိုဒါတစ်ဖက်မှာလည်းဒါကိုကျိုးစည်းဘွားအတွက်ဒါအုံချနေကြတော့ပြရမယ်ဖြစ်ပါတယ်အဲ့တော့အဲ့နဲ့ပတ်သက်ပြီးတော့ဒါတကအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ဒီ KNY ကပေါ်လေဒါမြေရှားထက်တဲ့ဒါဒီပန်ဝါဒေသကိုတိုက်ခိုက်တာတွေအဲ့တော့ TNL တွေကဒါမိုးကုတ်ကိုတိုက်ခိုက်ပြီးတော့ကြောက်ကြီးရဲ့ဒါတူးနေတာတွေအဲ့တော့ဟိုကဒီ SSPB နဲ့ MMDA တို့ကလည်းဒီနံပါတ်ကြောင့်ကြီးလေးတွေ့မှာကိုလေဒါဖိုက်တိုက်တွစ်ဆုံဒါတိုက်ခိုက်တာတွေကိုဒါကြည့်ရင်ဒါသိနိုင်နိုင်မှာဖြစ်ပါတယ်နောက်ဆုံးပြောချင်တာကတော့ဒါဒီမြန်မာနိုင်ငံမှာရှိတဲ့ဒါပြည်သူလူထုတွေအနေနဲ့ဒါ Federal Democracy ရေချုံပြီးတော့ဒီ လက်နက်ကင်တွေညားတယ်ပေါ့လေနိုင်ငံအစ်စ်ကနေရုံးထွက်နိုင်ဖို့ ਨੇ ပြည်တော်ဒီမိုကရေစီစနစ်ကိုအချိန်ခံတဲ့ပြည်တော်စနစ်တရားပေါ်ပေါက်လာဖို့ရယ်ငြင်းငြင်းအခင်းချင်းတရားပေါ်ပေါက်လာဖို့တဲ့ဆိုလို့ရှိရင်တော့ဒီအကောင်းဆုံးနေရတော့ဒီကောက်ကနေသွားတဲ့ဖန်ဆင်ကတော့အကောင်းဆုံးဖြစ်လိမ့်မယ်လို့ဒါကျွန်တော်နေနဲ့ကသုံးသပ်မိပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်